ကောင်းစင်ကတော့ခင်းဝင်နေတော့ဝိညာဉ်တော်ခြံတို့ရောက်ရန်တော့ချက်ဆိုရဲအဲ့ဒီအောက်ကနေကျမတို့ဒီညာလေးလာကြမှာဖြစ်တယ်ဘုနော်ဆရာကျမကိုစာပြီးပြောလာကလေးကပေါ့ဒီဥဆောင်ရှိရှင်းဖို့ပြောတော့ကဒီလာလေးကျမဖတ်ကြည့်ရဘုနော်ဖတ်ကြည့်နည်းဖတ်ကြည့်ထားမယ်ကြည့်ရတော့ရှော့ဆရာကျမတို့ကိုအာဖြတ်ကြောင်းမှာဝင်ရတဲ့ဟာတွေပဲဖြစ်တယ်ဘုနော်ကျမတို့ Good Friday မတိုင်ခင် Good Friday ကပြီးခဲ့တဲ့ပတ်တုံးကလည်း အများကြီးပဲဆရာဒီထဲကဒါလေးတွေပြောတော့တယ်ပေါ့နော်ကျွန်မအာအစအများကြီးထဲမှာကျွန်မတို့လို key point လေးတွေနဲ့အဲဒါလေးပဲပြောတော့ပြောတော့မေးလို့ဟောပေါ့နော် sima solution တို့ကအဓိကအပထမအပိုင်းမှာဆိုရင်တို့ကဒီအာ ဒီကျွန်တော်တို့ intelligence အုပ်မှာဒီ holy spirit ကိုတချို့နေရာတွေ spirit ကိုပေါ့နော်တချို့နေရာတွေမှာအကြီးနဲ့ရေးရရှိအချို့နေရာမှာအသေးနဲ့ရေးရရှိရပေါ့နော်ဒီယောမ၈နှစ်မှာဆိုလို့ရှိရင် um ဒီ english jansa king james version မှာပေါ့ဆိုလို့ရှိရင်အဲ့ဒါကိုသူက အကြီးငယ်ရေးထားပြီးတော့ဗောဒီတချို့ပါရာပြန်နေဒီ Greek Interlinear ဆိုတဲ့စာအုပ်တွေမှာကျတော့သူအတင်းငယ်ရေးထားတာတွေ့ရတယ်ဗောနော်ပြီးလို့ရှိရင်အပိုင်ငယ်9မှာလည်းသူကအဲ့လိုပြောထားတယ်အစ်မဒီကျမ်းပိုင်လေးတစ်ပတ်ကိုဖတ်ဖတ်မယ်ဗောနော်ယောမဒီဒီညနေကတော့အကုန်လုံးဒီယောမထဲကဟာကိုပဲရှင်လို့စဉ်းချင်မှာဖြစ်တယ်လို့ယောမရှစ်ယောမရှစ်ညမှာဆိုလို့ရှိရင် ယေရှုခရစ်၌တည်၍အသက်ရှင်စီတော်ဝိညာဉ်တော်၏တရားသည်အပြစ်တရား၏လက်မှတ်၎င်းတည်ခြင်းတရား၏လက်မှတ်၎င်းငါကိုကယ်လွတ်ပြီဒီထဲမှာဆိုရင်သူကအဲ spirit ကိုတုံးထားတာပေါ့နော် spirit ကိုရေးထားတဲ့အရာက Kim James version မှာဆိုရင် as အကြီးနဲ့ရေးထားတယ်ပေါ့နော်တချို့အဲ့ဒီဘာသာပြန်တဲ့စလုံးတွေမှာစာအုပ်တွေမှာကျတော့အသေးနဲ့ရေးထားတယ်ပိုက်ငယ် အင်းငားမှာလည်းပုံတော့ဒီငားမှာဆိုရင်ဗာပြောလဲစာတိပဂတိရှိတော့သူတို့ဒီစာတိပဂတိနဲ့ဆက်ဆိုင်တော့အရာတို့ကိုဆွဲလန်းနေစိတ်တော်ရှိကြ යි ဝိညာဉ်ပဂတိရှိတော့သူကဝိညာဉ်ပဂတိနဲ့ဆက်ဆိုင်တော့အရာတို့ကိုဆွဲလန်းတော့တော်ရှိကြ යි ဒီမှာဆိုရင်လည်းဒီ James James version မှာကြီးရေးထားပြီးပေါ့နော်ဟိုဗာရပြန်တဲ့ထက်မှအသေးတွေ့ရရေးထားတာရှိတွေ့ရတယ်ပေါ့နော်ဗာရများကွာချပြီးဒီလိုမျိုး ဖြစ်နေတယ်လေပေါ့နော်ဗာရပြန်နေကဒီဟာကိုကြည့်ပြီးတော့ ဘာဘာကကွဲလွဲလို့အကြီးနဲ့အသေးကဘယ်လိုကွဲလွဲနေတယ်လဲဆိုတော့အဲအရာပေါ့ဝိညာဉ်လို့ပြောတဲ့အခါမှာတန်ရှင်သောဝိညာဉ်ကိုပြောတာလားလူရဲ့ဝိညာဉ်ကိုပြောတာလား spirit က음ဟို spirit လို့ပဲတုံးထားတော့အဲဟိုဆုံးဖြတ်ရခက်နေတယ်ပေါ့နော်ဘာသာပြန်ပြီးတွေ့ဆုံးဖြတ်ရခက်နေတယ်ဆိုရင်အเจ้าကိုဆိုင်ကြီးသူကပဏမနဲ့သူကပြောထားတယ်ဒီမှာဆိုရင်အမ် ျွန်တို့ရဲ့ဝိညာဉ်နဲ့တန်ရှင်သောဝိညာဉ်တော်နဲ့အတူယောနောပေါင်းစည်းလက်ရှိပြီးဝိညာဉ်တစ်ခုဒီဂဏိပကတိဝိညာဉ်တစ်ခုဒီဖြစ်ပေါင်းစည်းနေတော့ကြောင့်ဖြစ်ဒီရဲ့တကော6စခွန်။မဆိုရင်ကျွန်တော်တို့ဒီခရစ်တော်ဒီကောချောစကုံခဏမဒီကောချောစကုံဒီကောချောစကုံမှာဆိုရင်ဒီအမ် ထင်ပြနိုင်ပြီပဲတော့သူဒီထိုးတခင်နဲ့တစိတ်တူညီညီဖြစ်၏တဲ့ဒီဒီလိုမျိုးရေးထားတဲ့အကြောင်းမို့ပေါ့နော်ဒီဒီမှာဆိုရင်ဤဝိညာဉ်ဟာဆိုရင်တန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်လို့လူတွေကအခိုင်အမာပြောဆိုနေတယ်ပေါ့နော်ဒီကယ်တန်းတော့မန်မန်နေပေါ့တချို့ဒီတချို့ကျမ်းစာတွေမှာကျတော့ဒီတန်ရှင်သောဝိညာဉ်တော်ကိုရှင်းလင်းစွာအာပြောတယ်တချို့အမ်လူသားရဲ့ဝိညာဉ်ဆိုရင်လည်းလူသားဝိညာဉ်အကြောင်းကိုပြောတယ်ပေါ့နော်ဥမာဖြစ်ကြည်ရောမှာအာ ရောမ80မှာဆိုရင်ကျွန်မဖတ်လိုက်မယ်နော်ရောမ80ရောမ80မှာဆိုလို့ရှိရင်သူကခရစ်တော်ဒီကျွန်တို့အထက်နိုင်ရှိတော်မူရင်ကိုခါရဒီအပြစ်ကြောင့်အတေဖြစ်တော်လဲသူဝိညာဉ်မူကဖြောင်းမတ်ခြင်းကြောင့်အသက်ရှင်နေရှိ၏ဒီတမ်းပိုက်ကိုကျွန်တော်တို့ဖတ်မယ်ဆိုလို့ရှိရင်အာကျွန်တော်တို့တည်ရတယ်ဗောနော်ဒီဟာကလူတလူရဲ့ဝိညာဉ်ကိုပြောနေခြင်းဖြစ်တယ်ဗောနော်အပြစ်ကြောင့်အတေဖြစ်တော် လေဝိညာဉ်မူကဖြောင့်မတ်ခြင်းကြောင့်အသက်ရှင်နေရှိ၏ကျွန်မဝိညာဉ်ကယေရှုခရစ်လောကတိုင်းမှာကျွန်မတို့ကိုစားတည်ခံပြီးနောက်ရှင်ပြန်ထမြောက်တဲ့အခါမှာကျွန်မဝိညာဉ်နဲ့ကတင်ချင်းရတယ်လို့ပြောတဲ့အခါမှာပေါ့နော်ဒီဝိညာဉ်ကိုပြောလူရဲ့ဝိညာဉ်ကိုပြောတာဖြစ်တယ်မင်းဒီမှာဆိုလို့ရှိရင်သူကအာဒီဒီဟာဒီရောက်သူအကျယ်ပြင်းပြင်းပြောပြထားတဲ့ဒီကျမ်းပိုင်မှာဆိုရင်ဒီခန္ဓာကိုယ်နဲ့အတူနှိုင်းရှင်ထားတဲ့အတွက်ကြောင့် ဒီခန္ဓာကိုယ်ဟိုတန်ရှင်သောဝိညာဉ်တို့တို့ရဲ့ခန္ဓာကိုယ်နဲ့နိုင်ရမရဘူးပေါ့နော်ပြီးတော့ဒီကြောချင်တဲ့အရာကဒီဒီကျမ်းပိုက်မှာညွှန်ထားတဲ့ဝိညာဉ်ကလူတွေရဲ့ဝိညာဉ်ပေါ့လူတွေကြွရှုံးသွားတဲ့လူရဲ့ဝိညာဉ်ဖြစ်တယ်အာဆိုတဲ့အရာကိုမြင်ရတယ်ပေါ့နော်တို့ခန္ဓာကိုယ်ကအပြစ်ကြောင့်တည်ရဲ့တည်တည်ပြီးတော့ဒီဝိညာဉ်ကလည်းတည်ဆုံးသွားရဖြစ်တယ်ပေါ့နော်ယေရှုခရစ်တော်ကျမတို့ကိုစားမတည်ခင်မှာဆိုရင်ကျမတို့ဝိညာဉ်ကအတေဖြစ်တယ်ဆိုတဲ့အရာကို ဒီဒီဝိညာဉ်ဟာဆိုရင်လူရဲ့ဝိညာဉ်ကိုတန်ရှင်တော်ဝိညာဉ်တော်မဆိုလိုပဲလူရဲ့ဝိညာဉ်ကိုပြောထားခြင်းဖြစ်တယ်ဗောနော်ပိုက်ငင်မှာပိုက်ငင်ဆက်တစ်မှာကိုရောက်ရောက်လာတဲ့အခါမှာဆိုရင်သူမြတ်မကယေရှုကိုတည်ခြင်းမှာထမြောက်စေတော်မူတော့ဘုရားသခင်ဝိညာဉ်တော်ဒီကျွန်တို့ထဲ၌ကျင့်ဝတ်တော်မူရင်ခရစ်တော်ကိုတည်ခြင်းမှာထမြောက်စေတော်မူတော့ဘုရားသခင်ဒီကျွန်တို့ထဲ၌ကျင့်ဝတ်တော်မိမိဝိညာဉ်တော်အဖြစ်တည်တတ်တော်ကျွန်တို့ဤ ကိုယ်ကာယကိုပင်ရှင်စီတော်မူမိတဲ့ဒီဒီကျမ်းပတ်ကိုဖတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အာတိဟိုကျွန်တော်တို့နောက်ပိုင်းပေါ့နော်ကျွန်တော်ဒီနှစ်ခွက်တော်တွေစားတော့လာတဲ့အခါမှာကျွန်တော်တို့တိရပေါ့နော်ရှင်းရှင်းလင်းလင်းတိလာတယ်ဒီဟာမှာဆိုရင်ဘာကိုရည်ညွှန်းတယ်လဲဆိုရင်ဒီထဲမှာရှိတဲ့ spirit ကဘာကိုရည်ညွှန်းလဲဆိုလို့ရှိရင်ဒီဟောဖျားရဲ့ဖျားခင်ရဲ့တက်ရှင်စီတက်တော်ဝိညာဉ်ပေါ့နော်ဖျားရဲ့ဝိညာဉ်ကိုရည်ညွှန်းခြင်းဖြစ်တယ်ပေါ့နော်တနည်းအားဖြင့်ပြောရရင် SG လို့ ပြောပြောပြောခုမှဟိုအတိုင်းပြောမယ်ဆိုရင်တော့ SG ပေါ့နော်။ဒီမှာဆိုလို့ရှိရင်ဒီအပိုင်ငယ်7 7မှာဝိညာဉ်ကပဲဒါမဲ့ကွာချားပါပတ်30မှာကျတော့လူရဲ့ကျမတို့ရဲ့အဖြစ်အဖြစ်ချရှိနေလူရဲ့ဝိညာဉ်ကိုပြောပြီးချင်းဖြစ်တယ်လို့စတိမှာကျတော့ဒီဖခါရဲ့ရှင်တက်ရှင်စေတဲ့ဝိညာဉ်အကြောင်းကိုဟိုပြောထားချင်းဖြစ်တယ်ပေါ့နော်ဒီဒီမှာဆိုလို့ရှိရင် အပိုင်ငယ်တစ်ဆယ်မှာဆိုရင်ခရစ်တော်ကြီးကျွန်တော်တို့ထိုင်နေရှိနေတော့လဲကျွန်တော်တို့ရဲ့ကိုခန္ဓာကြီးအပြစ်ကြောင့်တည်လက်ရှိအကြောင်းကိုပြောဆိုထားတယ်။သူတို့လည်းအပိုင်ငယ်7မှာဆိုရင်ခရစ်တော်ရဲ့ကင်းဝတ်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့အာနေတဲ့မတည်မြဲတဲ့ခန္ဓာများဟာပြန်လဲရှင်သန်နိုးချပြီးခွန်အားပြည့်ဝလာမည်အကြောင်းကိုကြေချိုထားတဲ့အပိုင်ဖြစ်တယ်။အာမင်။ဟိုအကြောင်းမှာအာဒီဒီဒီအကြောင်းမှာဆိုရင်ကျွန်တော်တို့ရဲ့အာဒီ ခရစ်တော်ဒီကျွန်တော်တို့ရဲ့အသက်ရှင်နေတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့အထင်းနဲ့အသက်ရှင်နေတော့ကြောင့်ကျွန်တော်တို့မတည်မြဲတော့ခန္ဓာကိုယ်များဒီအပြစ်ကြောင့်အတီဖြစ်တော့လဲကျွန်တော်တို့ရဲ့ဝိညာဉ်ဒီကိန်းဝင်နေတော့ဘုရားသခင်ရဲ့ဝိညာဉ်တော်အဖြစ်ပြန်လဲရှင်တဲ့နှူးချလာခြင်းဖြစ်တယ်တဲ့ဒီကိန်းဝင်နေတဲ့အာဝိညာဉ်ကြောင့်ပေါ့နော်ကျွန်တော်တို့ရဲ့ဝိညာဉ်ကနေပြန်ပြီးတော့ကျွန်တော်တို့ရဲ့ဝိညာဉ်ကိုရှင်စီရုံရမကဘူးကျွန်တော်ရဲ့ခန္ဓာကိုယ်တွေကိုလည်းပြန်လဲပြီးတော့ရှင်လာစီမှာအမှန်ဖြစ်တယ်ပေါ့နော်အော်ဒီ အဲ့ဒီ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 အဓိကတော့ဒီဝိညာဉ်ဝိညာဉ်ကြောင့်ဟိုဝိညာဉ်ကို SG နဲ့အတင်းနဲ့ရေးထားတဲ့အကြောင်းကိုဒီကျမ်းပိုင်းနှစ်ပိုင်းနဲ့အရှင်းပြအာထားတာဖြစ်တယ်ဒီအာဒီဘက်မှာဆိုလို့ရှိရင်အဓိကတော့ချက်ဖြစ်တော့လူသားဝိညာဉ်ဒီမှာအဲအရေးကြီးတာဒီကျမ်းပိုင်းကအရင်အရင်အရေးကြီးရေပေါ့နော်ကျွန်တော်တို့ဒီဝိညာဉ်တော်ရဲ့အမ်ကိဝင်နေတဲ့ဝိညာဉ်တော်ထံသို့ရောက်ရန်တော့ချက်ဆိုတဲ့ဟာအဓိကဒီကျမ်းပိုင်း ကျမ်းပိုက်ကအရင်ဒီကျမ်းပိုက်အဖြစ်သူကမြန်ကြီးဖော်ပြထားတာဖြစ်တယ်ဗောနော်ဒီဒီမှာဆိုရင်ဒီဘာဖြစ်လို့လူဝိညာဉ်နဲ့ဒီဖျားရဲ့ဝိညာဉ်ကိုကျမတို့ကိုဟိုဟို क्वे ချပြီးတည်စီခြင်းတည်းဆိုတော့အာဘာလို့ဆိုရင်ကျမတို့ကျမတို့တစ်ခါလေးမှာကျမတို့ရဲ့ဝိညာဉ်ထဲမှာအာဝိညာဉ်တော့ကင်းဝင်နေတယ် တန်ရှင်တော်ဝင်တော့ကိမနေရဲ့ဆွေအရာကိုနားမလဲနားမလဲဘူးเนาะတခါလေကြာရင်ကျမတို့မတိမလုံးဝမတိတာလည်းလုံးလုံးမတိတာလည်းဖြစ်တယ်တခါလေကြာရင်ကျမတို့သူရှိနေတာကို acknowledge မလုပ်တာလည်းဖြစ်တယ်ပြီးတော့တခါလေကြာရင်ပေါ့เนาะကျမတို့အာဒီဒီဖီးယားနဲ့ကျမတို့ရဲ့ဝိညာဉ်ဟာတလုံးတဝရတဲ့တစ်ချိန်တည်းမှာပေါင်းတစ်ချိန်လုံးပေါင်းနေတယ်ဆိုတဲ့အရာကိုမတိရဲ့အတွက်ကြောင့်လည်းဖြစ်တယ်ပေါ့เนาะ ဟိုတခြားရေးသူကပြောတဲ့ဒီလက်လိုမျိုးပေါ့ဟိုအရန်တနာဆရာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဖခင်ရဲ့ဟိုအသက်ရှင်ခြင်းတဲ့ဝိညာဉ်ဆိုတာကအရာခတ်သိမ်းကိုတနိုင်နေဝိဖြစ်ဟိုဘောနော်ဖခင်ရဲ့ဝိညာဉ်ဖြစ်တဲ့သူမြတ်ကြီးမြတ်လို့တဲ့ဖခင်ရဲ့ဝိညာဉ်ကကျွန်တော်တို့ထမမရှိနေရှိနေတာကိုမတိမတိတာတန်လန်းတနာဆရာကောင်းတယ်ဘောနော် ီမှာဆိုရင်ဖျားရဲ့စီမံဒီဒီဟာဆိုလို့ရှိရင်လည်းဖျားရဲ့ကြီးမားတဲ့စီမံကိန်းတစ်ခုဖြစ်တယ်ပေါ့နော်ဆရာကျွန်တော်တို့ကိုဟောမမောက်ဆိုရင်ပြီးခဲ့တဲ့ပတ်တုန်းကဘုရားဝင်ကတော့ခဲ့တယ်ဖျားရဲ့စီမံကိန်းထဲမှာကျွန်တော်တို့ဒီဖျားရဲ့ဟိုနီလန်ဖျားရဲ့ဝိညာဉ်တော်ရဲ့အလုံးလုံးနေတာကိုမသိဘူးဆိုရင်ကျွန်တော်တို့အသက်ရှင်နေတဲ့နေရာမှာချက်ချလဲနေဦးမယ်ဆိုတဲ့အရာကိုဆရာပြောထားတာပေါ့နော်သူကျတော့ ထိုကေရရှိနေချိန်မှာတော့မရှိတော့မရှိတော့ကြောင့်ဝင်ရမရတော့အင်ကယ်လိုဖြစ်နေတယ်တဲ့အမ်တမဲကျမဒီရလေးကိုစင်ချင်မိရပါတော့ကျွန်တော်တို့အခုဒီနုကပတ်တော်လေးရန်စားသုံးလာတဲ့ခါမှာကျွန်တော်တို့ရဲ့တက်တာတွေကတော့မတိမတိတာတော့မဟုတ်တော့မတိတော့တိကြရပါတော့နော်ဝိညာဉ်တော့ကျွန်တော်တို့ထမရှိနေတယ်တိရတမဲကျွန်တော်တို့ကြည်များတော့အဖင်ကကျွန်တော်တို့လူလူရှူတဲ့ acknowledge မလုပ်တာမလုပ်ခဲ့တဲ့အချိန်တွေများတယ်ပေါ့နော်ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ အဲ့ဒီအိမ်ကိုကျမတို့လိုမှပဲတော့ဖွင့်တယ်လို့မျိုးလို့ကျမအာမြင်ရတယ်ပေါ့နော်ကျမတို့တစ်ခါလေးကြာရင်ကျမတို့ရဲ့တတ်တာထဲမှာအိုးဝိညာဉ်ဘက်ကိုဟိုလဲလိုက်ပေါ့နော်ဝိညာဉ်ဘက်ကိုလဲလိုက်တခုခုဒုက္ခကြုံရရင်လည်းဝိညာဉ်ဘက်ကိုလဲလိုက်အာတခုခုဟိုတခုခုကျမတို့လဲကြတယ်ကျမတို့လဲတဲ့အခါမှာတကယ်ပဲအဲ့ဒီခဏအဲ့ဒီကြုံနေရတဲ့အရာထဲမှာဖရားရဲ့ရှင်ဘေးချင်းကိုကျမတို့ရဲ့တတ်တာထဲမှာလက်တွေ့ခံစားရတယ်ပေါ့နော်မြင်ရတယ်ပေါ့နော်ဒါပေမဲ့အာကျမတို့อืม ကျမတို့ကအာအဲ့ဒီအချိန်မှာပဲတော့တော့ဖွင့်ပြီးအဲ့ဒီမှာပဲအဲ့လိုအပ်တာကိုပဲယူပြီးရင်တော့ပြန်ခတ်ပြီးပြန်ထွက်သွားတဲ့လူတွေနဲ့တူနေတူနေလို့ကျမမြင်ရတယ်ပေါ့နော်ဒီမှာဆိုရင်ဆာရီတူကပြောဖျားတကင်းနှုတ်ကပတ်တော်ဒီအသက်ရှင်ပြီးထမြက်ပြီးထမြက်ပြီးရော၎င်းဒီနှစ်ဖက်ထက်တော့တန်လက်တကာထက်ပူထက်ကစိတ်နှီးဝိညာဉ်ကိုထုတ်ချင်းခွင်း ပိုင်းချနိုင်ดีတဲ့ဒီစာရေးသူကဒီဟာကိုနားလည်ဖို့သူအရင်အချိန်ဘောနောသူချိန်ကြိုက်သူလေးလာရနေလာခဲ့ရပေါ့နော်ဟိဘီခန်းကြီးလေးမှာဆိုလို့ရှိရင်ဒီဒီဒီဟာကိုသူနားလည်ဖို့အတွက်နေပေါင်း30ကျော်ဒီစူးစမ်းအားထုတ်ခဲ့ရပေါ့နော်ကျမတို့ကတော့အခုအစင်တင်စာတုံးရတယ်ပေါ့နော်သူရေသူတို့ရေပြုခဲ့တဲ့ဂျေဆုကြောင့်ဖြစ်တယ်ပေါ့အာ တခင်ဖျားဒီရဲ့ထူကြဟိုသူ့ဘလူးပရင့်ပြခဲ့လဲဆိုတော့ဒီဒီဘေဝရဆာမှာပေါ့ဒီอืมဒီတော့အကောင်းနဲ့မြေတွေကိုလဲပတ်နေတော့အချိန်ဒီမှာအရာအလုံးပါဝင်တော့ခရစ်တော်၌နာကိုချင်းတို့တက်လန်းရန် ကျွန်တို့တို့အခွန်အားပေးထားခြင်းဖြစ်သည်တဲ့အခုဒီဒီဒီဟာဆိုရင်လည်းကျွန်တော်တို့အရင်ဆုံးကတော့အဲဟေဟေသူတို့တွေအတွက်ရေးတာပေါ့နော်ဒီသူတို့တို့တို့တော်လဲနေတဲ့နေရာထဲကနေဒီငြိမ်းချမ်းခြင်းဖြစ်တဲ့ခရစ်တော်ထဲကိုနာခို့ဖို့အတွက် အာနောက်ခုခုကြတော့ကျွန်တော်တို့ရဲ့အတ္တထဲမှာလည်းကျွန်တော်တို့ချာချာလေးနေเนาะတစ်ခါတက်အတ္တထဲမှာအာကျွန်တော်တို့ဆန်းစစ်ကြည့်ရဲ့အခါမှာကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ရဲ့အတ္တထဲမှာအမ်ကြောက်ရမယ်ဆိုလို့ရှိရင်ဟိုစန်တီမီရဲ့ခရံတက်တာမရှိနေဘူးမရှိနေဘူးเนาะတော့အခုလည်းတစ်ခါတင်လေပြီကျွန်တော်တို့ရဲ့အတ္တထဲမှာဖခင်ကဟိုပြောချင်နေလဲဆိုတော့ဒီဒီဟို EGP ကိုပြင်ပြန်သွားတဲ့ အစ်ဒီလာလူမျိုးတွေဘောနော်ဒီနေ့အာအလားတူမဖြစ်စေချင်ဘူးကျမတို့ရဲ့အတ္တထဲမှာလည်းခရစ်တိုဒီအသက်ရှင်စေတတော်ဝိညာဉ်ထဲနာခိုချင်းရှိတဲ့အရာထဲကိုလည်းဘုရားကအာဟိုတလုံးတော့ထဲအာဘုရားရဲ့ဘောနော်ဒီဝိညာဉ်ထဲကိုကျမတို့ဟိုတလုံးတော့ထဲဖြစ်ပြီးတည်နေဖို့အတွက်သူကတစ်ခါပြန်လဲပြီးကျမတို့ကိုအာခွန်အားပေးတာဖြစ်တယ်ဘောနော် ဒီမှာဆိုလို့ရှိရင်ဟိဘဲဝါရဆမအတန်ရှင်ဆုံးဌာနကိုလည်းညွှန်းထားတယ်တဲ့ဟောအာဒီ AP ခဲ့တဲ့ပတ်တုံးကလည်းဆရာပြောတယ်နော်ဒီခန္ဓာစိတ်ဝိညာဉ်တဲတော်ရဆိုရင်တဲတော်ဝန်တန်ရှင်ရဌာနနဲ့တန်ရှင်ဆုံးဌာနဒီမှာဆိုရင်ခန္ဓာကဒီတဲတော်ဝန်ဖြစ်တယ်ပေါ့နော်တန်ရှင်ရဌာနကျွန်တော်တို့စိတ်ဖြစ်တယ်ဒီကျွန်တော်ရဲ့ဝိညာဉ်ကဒီအတန်ရှင်ဆုံး ဌာနဖြစ်တယ်ပေါ့နော်ပြီးတော့ကျမတို့ကဒီဒီရာကိုဒီရာကိုသူဘာဖြစ်လို့ပြောလဲဆိုတော့ကျမတို့ရဲ့ဝိညာဉ်ထဲမှာကဒီဖြစ်အဖေညာမှာတင်းဖျားရဲ့ဝိညာဉ်လာတည်နေတယ်ဆိုတော့ကျမတို့ကိုဟိုမင်းကွန်ကင်းမင်းစီချင်းလို့ဖြစ်တယ်ပေါ့နော်ဒီခန္ဓာဝိညာဉ်ဝိညာဉ်ခန္ဓာစိတ်ဝိညာဉ်ဒီထဲမှာဝိညာဉ်ထဲမှာဖျားရဲ့ဝိညာဉ်ကလာရောက်တယ်အဲ့မှာကျမတို့ကကျမတို့ဝိညာဉ်နဲ့ဖျားရဲ့ မိញင်ကပေါင်းစည်းရေပေါ့နော်အခုဆိုရင်ကျမတို့အစည်းအသားမရှိတော့ဘူးဖွင့်လဲတောင်းချင်မလို့တော့ရင်သွားဆိုရင် project တွေကနေတဆင့်ပဲဒီ attention ဆုံးဌာနထဲကိုဒီ project တွေကပဲဝင်ရတဲ့အခွင့်ရှိရေပေါ့နော်ကိုဆိုရင်ကျမတို့ကအစီအသားမရှိဘူးဒီလိုမျိုးဖခင်ရဲ့ဝိညာဉ်ဘက်ကိုကျမတို့လှည့်လိုက်တာ ਨੇ ကျမတို့ဒီဖခင်ရဲ့ကျမတို့ဝိညာဉ်ဘက်ကိုလှည့်လိုက်တာ ਨੇ အဲ့ဒီမှာဖခင်ရဲ့ဝိညာဉ်နဲ့ကျမတို့ကတလုံးတဝတည်းပေါင်းစည်းနေပြီးသားဖြစ်တယ်ပေါ့နော် ယေရှုခရစ်ရဲ့ပြုခဲ့တဲ့အမှုကြောင့်ဖြစ်တယ်။ဟုတ်။အဲ့တော့သူဖြစ်ကျွန်တော်တို့လူသားဝိညာဉ်ကြီးရဲ့ဖျားသခင်ကိုစစ်တင်နိုင်တဲ့အတင်အတန်ရှင်ဆုံးဌာနဖြစ်သည်။ဒီရာကိုနော်ပိုင်းခြားတိမင်တချင်းမရှိပါကတန်ရှင်ဆုံးဌာနဤတိနီယာကိုကျွန်တော်တို့တတ်မှတ်နိုင်မည်မဟုတ်ပါတဲ့အဲအဲတော့ကျွန်တော်တို့ဒီဖခင်ရဲ့ဝိညာဉ်ကဘယ်မှာရှိနေလဲကျွန်တော်တို့အဲ့ဒါကိုမသိဘူးဆိုရင်ကျွန်တော်တို့အမ် address ပျောက်နေတဲ့လူတယောက်လိုပဲပေါ့နော်ဒီမှာဆိုရင်အဲ့ဘက်မှာဘာပြောထားလဲဆိုရင်ဒီအတော့မှာတပိုင်းဖန်ဆင်းခြင်းလူစားတိခံခြင်းမြေကြီးပေါ်မှာဆင်းရဲဒုက္ခခံခြင်းအတိခံခြင်းရှင်ပြန်ထမြောက်ခြင်းကောင်းကင်တို့တက်ကြွခြင်းပြင်တော်နဲ့ဆူဆန်နေခြင်းအဆရှိရရှင်လင်းစွာဒီဟာကိုကျွန်တော်တို့နားလည်ထားရမယ်ပေါ့နော်ဟိုဖျားပြုတ်ခဲ့ပေးတဲ့အမှုရာအလုံးစုံနဲ့ ဒီအရာအရာအလုံးကိုအောင့်အောဖေကောင်းတော့၃မိနစ်အဖြစ်ရရှိနိုင်ပြီးတန်ရှင်သောဝိညာဉ်တော်နဲ့ရှိတော်ထိုအရာအလုံးကိုကျွန်တော်ထင်နေရှိနေပြီးဖြစ်တယ်ကျွန်တော်ဒီအာတက်ရှင်စီတတော်ဝိညာဉ်လို့ပြောတဲ့ခါမှာဒီအရာခတ်သိမ်းပေါ့နော်ဒီအာဖျားရဲ့ဖန်ဆင်းခြင်းကနေဆက်လူစားတိခန်းတဲ့အမိကြီးပေါ်မှာဆင်းရဲဒုက္ခခံတဲ့အတိခန်းနဲ့ရှင်ပြန်ထမြောက်တဲ့ကောင်းကင်ပလင်ပေါ်တက်ကြွပြီးမြင့်ဆုံးလို့ချီးမြှောက်ခြင်းခံရတဲ့အရာအရာဒီဖြစ်စဉ်ကုန်လုံးထဲမှာကြောဖြစ်ခဲ့တဲ့အရာအလုံးစုံ ဘောနောယေရှုခရစ်အဖေကြောဖြစ်ခဲ့တဲ့အရာလုံးစုံကကျမတို့အထဲမှာရှိနေတဲ့ကျမတို့ရဲ့အထဲမှာလာပြီးတင်းဝင်နေပြီဖြစ်တယ်ဆိုအဲ့ဒီအသက်ရှင်စီတတော်ဝိညာဉ်ကအလုံးစုံဖြစ်တယ်ဘောနောကျမတို့ဝိညာဉ်ထဲမှာအခုကိန်းဝင်နေပြီဖြစ်တယ်ကျမတို့ရဲ့ဒီဝိညာဉ်အော်ခန္ဓာရှိဝိညာဉ်လို့ပြောရခင်ဗျာဒီဝိညာဉ်ထဲမှာအဲ့ဒီဖရားရဲ့ဝိညာဉ်ကတလုံးတပတ်ထဲအခုချိန်မှာကျမတို့ထမလာရောက်ပြီးတော့ပေါင်းစည်းနေပြီးသားဖြစ်တယ်ဘောနောဒီနေ့ဒီမှာဆိုရင်ဖရားရဲ့ စီမံကိန်းဖျားရဲ့အလုပ်ပုံလုပ်နေရဒီသူ့ရဲ့အဲ့ဒီတက်ရှင်စေတက်တော်ဝိညာဉ်ကိုကျွန်တော်တို့ဝိညာဉ်အခန်းထဲမှာလာထည့်လာထည့်ထားပြီးအဲ့ထဲကနေပြီးတော့သူကဖြန့်ဖြူပေးနေတာပေါ့နော်အဲ့ထဲကနေပြီးတော့သူ့ရဲ့ဒီအကုန်လုံးကြော်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေကြော်ဖြတ်ခဲ့တဲ့အရာအလုံးစုံတွေကကျွန်တော်တို့ဒီဝိညာဉ်ထဲကနေတရှင်းဟိုကြော်ဟိုလာပြီးတော့ဖြန့်ဖြူပေးနေတာဖြစ်တယ်အဲ့ကနေဖြန့်ဖြူပေးနေတာပေါ့နော် ဒီမှာဆိုရင်ဟိုကျမကျမကိုဆက်တွေ့လို့ဆက်တွေ့ချင်းနေဆိုရင်ကျမအိမ်ကိုတည်ရမယ်ပေါ့နော်ဖခင်ကဘယ်လိုပြောထားလဲဆိုဖခင်ရဲ့တည်နေအောင်ကျမတို့တည်ရမယ်ဖခင်ဘယ်မှာကင်းဝင်နေလဲဖခင်ဘာထဲထဲနေဘယ်လိုလုပ်နေလဲဆိုတော့ကျမတို့တည်ရမှာဖြစ်တယ်တဲ့အဲတော့ဒီဘက်ဒီလေးဆနစ်မှာဆိုရင်ကျမတို့ဝိညာဉ်ဖြစ်တော့တန်ရှင်းဆုံးဌာနထဲလို့တက်လန်းရန်အတွက်ကျမတို့ခွန်အားပေးထားခြင်းဖြစ်တယ်အဲ့ဒါကိုကျမတို့ဟိုမပိုင်းခြားတတ်ဘူးဆိုရင်အခုဖခင်ကင်းဝင်နေတဲ့အတန်ရှင်းဆုံး ဌာနဟာဘယ်နေရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တီမှာမဟုတ်ဘူးမတီတော့ကျွန်တော်တို့အဲ့နေရာကိုကျွန်တော်တို့မနာခူတက်ဘူးမနာခူတက်ဘူးမနာခူတက်တဲ့ခါမှာကျွန်တော်တို့ဒီလောကမှာပေါ့နော်အာလုံးချလဲချာလိပြောကျွန်တော်တို့ဒီလိုပဲချာချာလဲချာစီနေလဲဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဖြစ်နေဦးမှာဖြစ်တယ်ပေါ့ဟောဖျားခင်ရဲ့စီမံကိန်းမှာဖျားခင်ကမိမိကိုယ်တော်တိုင်ကျွန်တော်တို့အထဲမှာဝင်းကဖြင်းဖြူပေးရတဲ့ကိုယ်တော်ဖြင်းဖြူမိရင်ရောနေရာဒီတဲ့ကျွန်တော်တို့ဤဝိညာဉ်ဖြစ်တည်တဲ့ညဒီညနေ ဒီဒီအရာလေးကိုဘုံတော့ပါစင်ချင်မိလဲဆိုတော့ကျမတို့အာကျမတို့အရင်စက်တန်းထဲမှာအရင်ရေးကြည့်တာကျမတို့ရဲ့ဝိညာဉ်ထဲမှာရှိနေပြီဖြစ်တယ်ပေါ့နော်ဒီဖရာရဲ့အသက်ရှင်စီတတဝိညာဉ်အရာခတ်သိမ်းကျမတို့ကိုခွန်အားလားကျမတို့ရဲ့စိတ်ရှိခြင်းလားကျမတို့လိုအပ်တဲ့အရာကြီးလောကကိုတော့ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ဒီဒီယေရှုပေါ့နော်တင်ဆက်ခြင်းပြီးခဲ့တဲ့မှာ passion of christ အမှကျွန်တော်တို့ကိုစားသူတကုံအောင်ခံနေနေ့စက်ချင်းနေခံနေကျွန်တော်တို့ဆိုစကားနဲ့ပေါ့ရင်တော့ကျွန်တော်တို့နာကျင်တယ်เนาะဒါပေမဲ့ဖြီရှုကကျွန်တော်တို့ရဲ့ကိုစားဟိုအသက်ကိုတော့ပေးပြီးတော့သူအစွန်းခံနေအဲ့ဒီဘောเนาะသူရဲ့ဒီ ascension ကြောဖြစ်ခဲ့ခြင်းအရာအလုံးစုံနဲ့ဒီတွေ့ရအောင်မြင်ခဲ့တဲ့အရာအလုံးစုံအလုံးစုံကကျမတို့ရဲ့အထက်မှာရှိနေတဲ့ အာကျမတို့ထင်မှာအခုအသက်ရှင်စီတက်တော်ဝိညာဉ်နေနဲ့ကျမတို့ထင်မှာလာရှိနေရနော်ဥချင်းတော့ကျမတို့ထင်မှာအကုန်လုံးရှိတယ်ဟိုကျမတို့ဟိုခွန်အားလိုလားကျမတို့ဇုံစမ်းနောက်ဆက်ချင်းကိုကြောဖြတ်ဖို့လိုလားအဲအကုန်လုံးပေါ့နော်ကျမတို့ရဲ့ဒီဝိညာဉ်ထင်မှာရှိနေပြီလားဖြစ်တယ်ဆိုရရာကိုမြင်ရတယ်ပေါ့နော်ဒီဒီရာလေးကိုဖတ်ပြီးပါဆင်ချင်မိလေဆိုရင်ကျမတို့ရဲ့အတ္တတာထင်မှာအာတစ်ခါလေးကြားလို့ရှိရင်음ဖရားရဲ့ဝိညာဉ်တော်ဟာ ကျင်းဝင်နေတာတိတာပေါ့တိတယ်ကျမတို့အဒီနှုတ်ကပတ်တော်ကြီးစာတုံးစာစာတောင်းစာစာတုံးနေဖြည်း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 ကျမတို့ကိုတိလာတယ်ဒီဖျားရဲ့ဝိညာဉ်တော်ကဘလို့လှုပ်လှုပ်နေတယ်လဲဘလို့ကျမတို့ဘလို့နားခိုရမလဲကျမတို့အစအဲတဲတော်တွေကနေစပြီးတင်နေတဲတော်တွေကနေတဖြည်းဖြည်းပေါ့နော်ကျမတို့ကိုပို့ပြီးတော့နည်းနည်းရဲ့အရာကိုကျမတို့တိလာတယ်တိလာပြီတိလာတယ်ကိုနော်ကျမရဲ့အတ္တတဲမှာဆိုတိလာတယ်ဒါပေမဲ့ဒီအရာကိုဒီအရာထဲမှာနေ့ရက်စဉ်တိုင်းမှာတွားပြီးတော့ဖះရဲ့အတူရှိခြင်း ဝိညာဉ်တော်နဲ့သူတလုံးတဝထဲနေရဲ့အသက်ရှင်သလားဆိုပြီးကိုယ့်ကိုယ်ကိုစဉ်းဆက်တဲ့ခါမှာတော့ဒါဒီလိုမျိုးအသက်ရှင်ခြင်းမရှိသေးဘူးပေါ့နော်ခဏဟိုအိမ်အိမ်တကားတော့တော့ဖွင့်ပြီးကိုလိုရယူပြီးအိမ်ကိုတော့ကားပိတ်ပြီးပြန်ထွက်သွားတဲ့လူရဲ့အသက်တာနဲ့ကျမတွားပြီးတော့ကျမကိုကျမမြင်အောင်မိတယ်ပေါ့နော်ကျမကျမရဲ့အသက်တာထဲမှာဒီဝိညာဉ်အသက်ရှင်စီတက်တဲ့ဝိညာဉ်ဘက်ကိုကျမလဲလိုက်တဲ့အခါမှာကျမရဲ့တက်တာထဲမှာဂျုံရတယ်ဂျုံဂျုံဂျုံခဲ့ဘူးတယ်ပေါ့နော်အများကြီးဒါပေမဲ့ကျမအဲ့ သကန်ဒကျမလူချင်းတဲ့တခဏအတင်းမှာပဲကျမလူတော်တော်တော်ဖွင့်ပြီးတော့လူမျိုးပေါ့နော်တော်တော်ယူလေးရှိရယ်ပေါ့နော်ဒါပေမဲ့အာဖခင်ကကျမတို့ကိုဟိုပြီးအဲ့အဲ့လူမျိုးတက်တာနဲ့ကျမကိုကျမပြင်ပြီးစဉ်ဆက်ကြည့်တဲ့အခါမှာလဲဟိုပြောရမယ်ဆိုလို့ရှိရင်ရန်ကြီးပေါ့နော်ဖခင်ရဲ့อืมที่ไปชิงกูจุมาเฉิงได้ไม่ขันมูจุมาหลูได้คํามาพี่อ่ะไปกูเลไล่ได้คํามาจุมาเนี่ยตะตาทํามา မြင်ရတယ်ဗောနော်ကျမကိုကိုကိုလည်းဝင်ခံတယ်ကျမတို့ရဲ့အတ္တတာထမ်းမှာလည်းကျမဟိုဆန်းစစ်တင်တယ်လို့ယုံယုံကြည်ရယ်ဗောနော်ပထမအဦးဆုံးကျမတို့ဝင်ခံတင်တယ်ကျမတို့ရဲ့အတ္တတာထမ်းမှာကျမတို့အရင်တုန်းကလိုပဲသူများကိုမြင်နေသေးတယ်အရင်တုန်းကလိုပဲဟိုဆက်ဆံနေသေးတယ်အရင်တုန်းကလိုပဲပြင်းနေသေးတယ်အရင်တုန်းကလိုပဲစားတောက်ချင်နေသေးတယ်အရင်တုန်းကလိုပဲဟိုနော်ဟိုတွာလာချင်နေသေးတယ်ဒါတွေကိုလုံးဝကြည့်မယ်ဆိုလို့ရှိရင်တော့ကျမတို့ ကျွန်တော်တို့ရဲ့တက်တာထဲမှာဒါဖခင်ရဲ့ဝိညာဉ်နဲ့တလုံးတော့ရတယ်မဖြစ်နေဘူးဆိုတာ black and white မြင်ရတယ်ပေါ့နော်အဲ့တော့ကျွန်မကျွန်မရဲ့တက်တာထဲမှာကျွန်မဒီကေပဲဝင်ခံတယ်ပေါ့နော်ဒီဒီဟိုဖခင်ကတော့နေ့ရက်စင်တဲ့24/7သူ့ရဲ့ဝိညာဉ်ထဲမှာနေရှိခြင်းနဲ့ကျွန်တော်တို့ဒီဘက်ကနေကြည့်လိုက်မယ်ဆိုလဲအဲ့လိုသွားမနေတဲ့ခါမှာကျွန်တော်တို့ကိုယ်ခံနဲ့ကိုယ်နေတဲ့အခါမှာဘင်းရင်ပကတိဟောပေါ့နော်ဇာတိပကတိရအဲတေချင်းကိုဥတီရလေနော်ကျမတို့ ဒီဇာတိပကတိနဲ့ပဲကျွန်တော်တို့အသက်ရှင်တာများတဲ့ခါမှာဒီဝိညာဉ်ဘက်ကိုမတော်အောင်ပြောမယ်ဖခင်ကတော့ကျွန်တော်ကိုပြောနေဝိညာဉ်ဘက်ကို24/7ကျွန်တော်တို့ဟိုလက်ဟိုလက်ဟိုသူ့ရဲ့ဒီဝိညာဉ်နဲ့တလုံးတဝရတဲ့အသက်ရှင်နေခြင်းနဲ့နော်အသက်ရှင်နေခြင်းနဲ့ကျမတို့အဓိကတိဖို့ကကျမတို့ရဲ့ဘောပေါ့နော်အဓိက source ကအဲ့ဒီဝိညာဉ်ထဲမှာရှိနေတယ်။တရားခတ်သိင်းပေါ့နော်အသက်အသက်ရှင်စေတဲ့ဝိညာဉ်ကအဲ့ source ထဲမှာရှိနေတယ်။ ကိုကိုကိုဝင်ခံတယ်ဝင်ခံပြီးတော့ဒီဖရာရဲ့ဝိညာဉ်ဘက်ကိုဟိုလက်ဖို့လူလူတယ်ပေါ့နော်ချင်း24/7ကျွန်တော်လက်နေဖို့လူတယ်ဒီနောက်ဆုံးမှဆိုရင်ကျွန်တော်တို့ဒီရဖရာသခင်နဲ့ဆက်တွေ့ရင်ကျွန်တော်တို့ဝိညာဉ်ကိုပိုင်းခြားတတ်ပြီးတော့ဝိညာဉ်လေးချင်းချင်းရှိမှဒါလည်းဖရာသခင်နဲ့သူပြောဝင်ပြေဝါကကိုရောဤဘုံတဒံတော်ထဲလို့ဘုံတဒံပြောင်းလဲလာမိဖြစ်တယ်တဲ့ဒီဒီဒီရလေးဖတ်တဲ့အခါမှာကျွန်မဘာတော့မြင်လဲဆိုရင်ကျွန်တော်ဝိညာဉ်လေးချင်းချင်းပေါ့နော်ဝိညာဉ်လေးချင်းချင်းရှိဖို့လူတယ်ပေါ့နော် အဲ့တော့ကျမတို့စီရဲကျမတို့ရဲ့ဝိညာဉ်ဖခင်ဖရာအရန်အသုံးပြုခဲ့တဲ့ဒီကဘာကဘာမှာပေါ့နော်ကဘာနဲ့ရှင်ပြီးဖရာအရန်အသုံးပြုခဲ့တဲ့တောင်းတဲ့ချီချူးရဲ့တက်တာထဲမှာဆိုသူဘာပြောလဲဆိုသူကဒီဝိညာဉ်တော့ဝိညာဉ်ကိုတော့သူပုဂ္ဂိုလ်တယောက်အနေနဲ့သူအများနဲ့အတိမှန်ပြဖို့သူဘယ်လိုလေ့ကျင့်လဲဆိုသူရဲ့ Bible study ဒီ room ထဲမှာလေသူထိုင်ခုံရှိယူရပြီးရင်ဒီ ဒီမှာလဲပေါ့နော် empty chair တခုကိုသူထားထားတယ်ပေါ့နော် empty chair တခုကိုထားထားပြီးသူ verbal study လေးလာအတိုင်းဒီဘုရားဟိုဒီ empty chair မှာဟာဒီဝိညာဉ်တော်ဟာအိမ်မှာထိုင်နေတာဖြစ်တယ်သူ acknowledge လုပ်တယ်အစားသူကိုကို acknowledge လုပ်လို့မလဲကျွန်တော်တို့အမြဲတမ်းတတိမေ့အမြဲတမ်းမေ့အမြဲတမ်းတွားဖို့ဟိုလဲပေါ့နော်သူသူဘယ်လိုလေးလာလုပ်လဲဆိုတော့သူကအဲ့လို အဲ့လိုအစစချင်းမှာပေါ့နော်သူအဲ့ MD ချင်းနဲ့ ND ရှိမှထားပြီးတော့သူဘာပဲ study လုပ်တယ်အဲ့ကိုอืมเอ่อအဲ့လိုမျိုးပေါ့နော်ပုဂ္ဂိုလ်တပားတယောက်ကဲတော့သူကအဲ့လိုအလေးထားလုပ်တယ်ပေါ့နော်အလေးထားလုပ်လို့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 ရင်းနဲ့သူကဒီဖခင်ရဲ့ဟိုပေါ့နော်ဝိညာဉ်ထဲမှာသူတလုံးတဝထဲသူဟိုဖခင်ရဲ့အတန်တွေကြားတတ်တယ်ဖခင်ရဲ့လို့ဖခင်နဲ့အတူတူ လက်တွဲပြီးအလုံးလုံးသွားတယ်ဆိုတဲ့အရာကိုလည်းအများကြီးမြင်ရတယ်ဗောနော်သူသူသူ့ခါနဲ့သူဆိုသူမလုံနိုင်ဒါပေမဲ့ဖျားဖျားကသူသူနဲ့သူလက်တွဲပြီးအများကြီးလုံးလုံးသွားတယ်ဆိုတော့မြင်ရတယ်အဲ့ဒါသူသူလေ့ကျင့်တဲ့အရာလေးတမျိုးဗောနော်သူဖျားဖျားရဲ့ဝိညာဉ်ကိုဘယ်လို acknowledge လုပ်တယ်ဆိုတဲ့အရာလေးဗောနော်အရာလေးအာဘောနောအနေနဲ့ sharing လုပ်တာဖြစ်ပါလေလို့ဆိုတော့ဒီနေ့ဒါစုတွေကိုအကုန်လုံးကိုလည်းဒီနေ့ဖတ်တာအခြေခံ sharing လုပ်ဖို့ခေါ်ပြပါတယ်